Let me, it, leave it, leave it. Let, let, me talk. Leave oh, it. Let me talk. Let me talk. Let me I think uh, after 10 years, it's, it was about time that somebody let me talk a bit. And um... ကျွန်တော်ဘူလေ KPG Brian လို့ပဲစကားလေးနည်းနည်းလောက်ပြောပြပြပါကျွန်တော်ခု TV ကိုရိုက်နေတဲ့အချိန်မှာတော့အာ KPG ကကျွန်တော်တို့ရဲ့ Manchester City ရဲ့သာသမာ လိုဖြစ်နေသေးပဲဒါပေမဲ့ခဏတော့ကိုဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာတော့ keeping ကကျွန်တော်တို့ရဲ့ Manchester City ရဲ့စာသမားတို့မဟုတ်တော့ဘူးအ20ဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့ keeping က City အတွက်သူရဲ့နောက်ဆုံးပွဲစဉ်တစ်ပွဲကိုကစားဖို့ကြံနေသေးတယ်ဒီဗီဒီယိုခင်ဗျားတို့ကြည့်နေတဲ့အခုချိန်မှာတော့ keeping က city အတွက်နောက်ထပ်ပွဲတွေကိုကစားပေးနိုင်တော့မှာမဟုတ်ဆိုတော့ဒီဗီဒီယိုမှာ given ကကျွန်တော်တို့အတွက်ဘယ်လောက်ဒီအမှတ်တရဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်အနေနဲ့အာနှုတ်ဆက်တဲ့ဗီဒီယိုလေးတစ်ပုဒ်လောက်သွားခြင်းနဲ့အကြောင်းအရာတွေဒီကပါဝင်မယ်ပြီးတော့ကျွန်တော်ဒီ let me talk ဆိုတဲ့ facebook page လေးစပြီးတော့ဖြစ်တည်လာခဲ့တဲ့အကြောင်းရင်းလေးတွေကိုလည်းကျွန်တော်အဆုံးအသတ်မှာနည်းနည်းလေးပြောသွားခြင်းနဲ့ပေါ့နော် ကေဗင်ဒီဘရိုင်းကစီတီကို2015လွေရာဒီမှာသူရောက်ရှိလာခဲ့တယ်။လက်ရှိအသင်းမှာရှိနေတဲ့ဘယ်ကစားသမားထက်မဆိုကွာလီလာထက်တာမကသူကအသင်းမှာပို့ပြီးတော့အကြဆုံးရှိနေတဲ့ကစားသမားတူလည်းဖြစ်တယ်။2015မှာသူကဝူဗန်နဲ့အတူဘွန်နက်လီကရဲ့အကောင်းဆုံးကစားသမားဆုကိုရခဲ့တယ်။အဲ့ဒီအချိန်မှာစီတီရဲ့မျက်စိကျခြင်းကိုခံရတယ်။ ဆိုတော့အဲ့ဒီနေရာဒီမှာ City နဲ့အတူ PSG Bayern Munich စတဲ့အတင်းတွေရဲ့စိတ်ဝင်စားခြင်းကိုလည်း Kimmy Ryan ကခံနေရတယ်အာဒါပေမဲ့သူတို့ဘယ်အတင်းကိုသွားမယ်ဆိုတော့တော့သူတို့ဆုံးဖြတ်လို့မရသေးဘူးဆိုတော့အဲ့ဒီအချိန်မှာပဲသူတို့တိလိုက်ရတာကသူ့ရဲ့အတူနေချစ်သူဖြစ်တဲ့ Michelle မှာသူ့ရဲ့ပထမအဦးဆုံးရင်သွေးလေးကိုလွှဲထားလိုက်ရပြီဆိုတာပဲ ဆိုတော့ Paris လာ Munich လာ Manchester လာသူရွေးလိုက်တဲ့အသင်းကသူတို့ချစ်သူနှုတ်အတွက်တာမကပဲအာသူတို့ရဲ့မိသားစုလေးပရမဇောစတင်အခြေချမဲ့ဒေတာတခုလဲဖြစ်သွားလိမ့်မယ်ဆိုတာပါပဲချိန်မှာ keeping ကဒီအသင်း3အသင်းလုံးနဲ့ဆက်သွယ်ရှိခဲ့တယ်ဘယ်အသင်းကိုတောင်းရမယ်ဆိုတာသူပွေခွဲလို့မရသေးဘူးအဲ့ဒီအချိန်မှာကျွန်တော်ရဲ့ captain fantastic ဘင်းစင်ကော်မတီက keeping ကိုစာရီတောက်ချက်ပို့တယ် အာ CT ရဲ့ project တွေအကြောင်းကိုတောက်လျှောက်သူရှင်းပြတယ်။အာသူဆွဲဆောင်တယ်။ဒီ project တွေကိုမင်းရောက်လာရင်မင်းလည်းသဘောကျသွားမှာဆိုပြီးတော့အရင်တောက်လျှောက် CEO တင်တွင်တယ်။ Euro နဲ့တဖြည်းဖြည်း given လဲ CT ရဲ့စီမံကိန်းတွေသဘောကျလာတယ် CT ကိုသဘောကျလာပြီးတော့ company ရဲ့စကားကိုနားအောင်လာတယ်။ဒီလိုနဲ့သူနောက်ဆုံးတော့ CT ကိုရွေးချယ်ဖြစ်ခဲ့လိုက်တယ်ပေါ့နော်။အဲဒီနောက်သူ CT မှာ10နှစ်တာကာလတစ်ခုကိုသူဖြတ်တန်းသွားခဲ့တယ်။အဲဒီနောက ဘာတွေဆက်ဖြစ်ခဲ့ကြတယ်လဲဆိုတော့ခနာတို့လည်းအတီးပဲသူကကျွန်တော်တို့ city fan တွေရဲ့နေစဉ်ပေါ်ရဲကိုဖြည်းဖြည်းရောက်လာတယ်ကျွန်တော်ရဲ့နှလုံးသားတွေရဲ့ဖြည်းဖြည်းကျူးကျော်လာတယ်တော့ city boy တွေချီရဲဆိုရင်ဒီရန်နဲ့အတူတွဲမိရတယ်မပါလာလို့ရှိရင်သူ့ကိုရှာမိတယ်သူပါလာတဲ့အခါကျရင်ကျွန်တော်တို့သူ့ကိုအားကိုးယုံကြည်စိတ်နဲ့သူ့ဘောလုံးရသွားခဲ့ရင်ဘာများလုပ်ပြမလဲဘလူတွေများလောလောပပဖန်တီးမလဲဆိုတဲ့စိတ်နဲ့အမြဲ စောင့်ကြည့်နေခဲ့ရတာကျွန်တော်တို့အသားကြာနေခဲ့ပြီ။ Guardiola လက်ထက်မှာ Manchester City ကစူပလာပေါင်းများစွာရရှိခဲ့တယ်။အဲဒီမှာ Premier League ဖလား6လုံးလဲအပါအဝင်ဖြစ်ခဲ့တယ်ပေါ့နော်။ဆိုတော့ဒီ Premier League ဖလား6လုံးမှာနှလုံးလောက်ကပဲ City တို့ကရှိကနေဥဆောင်ပြီးတော့နောက်ကလိုက်လာတဲ့အသင်တွေကိုအမှတ်ဖြတ်ပြီးတော့ယူသွားခဲ့တာမျိုးပေါ့နော်။ကျန်တဲ့3-4လုံးလောက်ကအာရှိကတောင်းနေရအာဆင်နယ်တို့လီဗာပူးတို့စတဲ့ သင်းတွေကိုကျွန်တော်တို့ကထုထုထုရှင်းပြရင်ပြီးတော့ဒီယာဒီပြီးဆုံးခံနေကြမှာကျွန်တော်ကတမက်กว่าနှစ်မက်กว่าနဲ့ပြန်လိုက် ပြီးတော့အနိုင်ရွေးတာမျိုးပေါ့နော်ယာဒီကြမှာချင်းနေဆိုးတယ်နောက်ကနေလိုက်ရတယ်ယာရီကုန်ကန်ကြီးမှာတော့ကျွန်တော်ကဒီအတင်းတွေကိုကြော့တက်သွားပြီးတော့ supply ရတယ်ဆိုတော့အာဆင်လာယူကျွန်တော်အမြင်နဲ့တွေ့ရတယ်ဒီဆင်လာမှာအဓိကကြားခဲ့တာကဒီ quality life ideology innovation တွေပြီးတော့နောက်ထပ်မဖြစ်မနေထည့်ပြီးအောင်မှာ given divine ရဲ့ကြံလာခဲ့မှုတွေ အာငါတို့တည့်ရတာမဲ့ Kevin De Bruyne က injury prone လို့ခေါ်လို့တဲ့အထီတော့ဆိုးရွားနေရတော့မဟုတ်ဘူးဒါပေမဲ့သူယာတီတိုင်းနှီးပန်းမှာတော့ယာတီစအလေလောက်မှသူတန်ရီရတတ်တယ်အာယာပြီးတော့ရင်ယာတီဝက်လောက်ဆိုရင်သူပြန်လာတတ်တယ်ချိန်နေတာကအဲ့လိုသူပြန်လာပြီဆိုရင် City လဲပြန်လာပြီဆိုတော့ပါပဲအဲ့ဒီလိုအချိန်မှာတောက်ရှော့အချိန်မြင့်နေပြေးလာခဲ့တဲ့ City ရဲ့ run ကိုတော့လည်းဘာလို့လဲမခံနိုင်ဘူးအတီတိုင်းအာဆင်နယ်လည်းနှစ်နှစ်ဆက်မခံနိုင်ခဲ့ပါဘူး City ရဲ့ လက်ထဲဘယ်ပရီးမီးယားလိခါကြီးကိုထည့်ပြီးလက်ရတာပဲဗောနော်အာအနည်းဆုံးပြန်ကြည့်ရင်နေ့ကယာတီမှာဆိုရင်တော့မှကျွန်တော်ဒီယာတီဘွားလောက်ဒီအချိန်နေစိုးနေတဲ့အချိန် ကီဝင်တန်ရာကပြန်တက်တက်လာတော့ကျွန်တော်ညူကာဆယ်နဲ့ကစားရတယ်အာမိနစ်60 90လောက်အထိကိုအာကျွန်တော်တူးစီးနဲ့အရင်နေနေတယ်ကီဗနီဗိုင်းဝင်လာတယ်ကိုယ်တိုင်တဘိုးသွင်းတယ်ဩစကာဘော်ဒန်တော်ကိုဖန်တီးတယ်စီကြွေရေးပါအသေးဝဲတပွဲကိုယူပေးသွားတယ်အာဒါက တတိယဓမ္မဆိုတာတဲ့အာစီတီပြန်လာပြီကီဗင်ဒီဘိုင်းပြန်လာပြီဆိုပြီးတော့အင်္ဂလန်ကနိုင်ငံလုံးတက်လန့်လိုက်လို့လည်းဖြစ်သွားခဲ့တယ်အဲ့ဒီရရတဲ့အချိန်နဲ့ကျွန်တော်တို့ဒီလင်းနေဆက်ပြီးများလေးချန်ပီယံဆူကိုလည်းရယူနိုင်ခဲ့တယ်လို့ဆိုနိုင်တယ်အတင်းရရှုံးနေတော့တူဝင်လာမယ်ဖန်တီးပြမယ်ကိုးသွင်းမယ်အတင်းရရာဒီဘက်မှာတိုင်ပတ်နေတော့တူဝင်လာမယ်ကိုးသွင်းမယ်ဖန်တီးမယ်ဒါရီကကျွန်တော်တို့ဆယ်စုနှစ်တခုလုံး ကြုံတွေ့ရတဲ့အရာတွေကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့အရာတွေအတိကျတာကနောက်ယာတီတွေမှာကျွန်တော်ဒီလိုအဖြစ်မျိုးတွေကိုထပ်မကြုံနိုင်တော့ဘူးဒီလိုအဖြစ်မျိုးတွေကိုဖန်တီးပေးခဲ့ဒီလိုအမတ်တရားတွေကိုဖန်တီးပေးခဲ့ community brand အကြောင်းစီမှာကျွန်တော်အတင်းမှာမရှိတော့ဘူးဆိုတာပါပဲ community brand ကိုနှုတ်ဆက်တဲ့ဗီဒီယိုလေးမှာ company ပြောသလိုပဲသူကကျွန်တော် Manchester City ရဲ့စစ်မှန်တဲ့ကနဦးစားသမားဖြစ်တယ်ကျွန်တော် City သင်တမိုင်းတလျှောက်ပိုင်ဆိုင်ခဲ့တဲ့များလေးမှာအကောင်းဆုံးအကြီးကျယ်ခံစားသူစားသမားလေးဖြစ်တယ် ကျွန်တော်တကူကြီးစာအနေအားဆိုရင်အကွယ်လိုလို David Silva တို့ခက်ပို့ပြီးတော့ Kevin De Bruyne မြန်မာရဲ့ဆန်းဆောင်ကြီးမျိုးအောင်မြင်မှုမျိုးကိုအတင်းကိုယူဆောင်လာပေးနိုင်ခဲ့တယ်လို့လည်းကျွန်တော်ယုံကြည်မိတယ်ပြီးတော့ဒီ Guardiola လက်ထက် City ရဲ့အောင်မြင်မှုတွေအားလုံးမှာ အစကနေအဆုံးထိအောင်မြင်မှုတွေရောအာ Guardiola ရဲ့ပထမဆုံးရာသီမှာဆိုကျွန်တော်ကြာရှုံးခဲ့တယ်လို့ပြောနိုင်တယ် Champions League ဝင်ခွင့်မရခဲ့တဲ့ ဟိုဒီနောက်ဆုံးရာသီမှာဆိုရင်ဒီ channel လေးဝင်လို့တဲ့ကျွန်တော်နောက်ဆုံးချိန်ကြီးရုံးကန်ပေးရတယ်ကြာရှုံးခဲ့တဲ့ရာသီပဲဆိုတော့ဒီကြားထဲမှာတော့ကျွန်တော်တို့အပန်းခင်လန်အောင်မြင်ခဲ့တဲ့ရွှေရောင်ကာလာတွေဆိုတော့ဒီကာလာတွေအကုန်လုံးကိုခွာယနာနဲ့အတူဖြတ်တန်းခဲ့တဲ့ကစားသမားဆိုလို့လက်ရှိအထက်မှာ Kevin De Bruyne ပဲရှိရပါတော့ဒါကျွန်တော်အတင်းကိုဒီနေ့အောင်ရောင်းဆက်ခေါ်လာခဲ့တယ်တွေ့ထွင်းမှုတွေဖန်တီးမှုတွေနဲ့ကျွန်တော်အတင်းကအမြင့်မားဆုံးနေရာတစ်ခုရောက်နေခဲ့ပြီဆိုတဲ့အချိန်မှာ ခက်တဲ့တခုပြန်ပြီးတော့စတင်ကိုလွတ်လာတဲ့အချိန်မှာတော့သူလဲတော့ကရဲ့နေရာမှာအတိုင်း CT ကိုနှုတ်ဆက်ထောက်ပါသွားရမှာပေါ့လေဒီကြားကတော့ CT မှာ Manchester မှာ Kevin De Bruyne မရှိတော့ဘူးဆိုပေမဲ့ကျွန်တော်ရဲ့ရှင်နေမှာတော့ Kevin De Bruyne ရှိနေအောင်မယ်ဆိုတော့ချိန်တိပေါ့ပဲအဲ့ကျွန်တော်အိုးရင်တုံးတွေကဒီလိုမျိုးဗီဒီယို content တွေနဲ့အတူတွားဖို့အတွက် ပြင်ဆင်ခဲ့တာကြားခဲ့ပြီပေါ့နော်။အစင်လာခဲ့ရတယ်ကြားခဲ့ပြီ။ဒါပေမဲ့နာမည်တစ်ခု ကျွန်တော်စဉ်းစားလို့လုံးဝမရခဲ့ဘူး။ဒါပေမဲ့ quality ဒါပေမဲ့ given the right အတင်းကနေထွက်တော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်သူ့အတွက်ကွန်ပျူတာတစ်ခုလုပ်ပြီးရှင်တယ်။သူနဲ့ဆက်ဆက်တဲ့အရာတစ်ခုကိုကျွန်တော်ဖန်တီးပြီးတူတော့အာကွန်ပျူတာတစ်ခုလုပ်ပြီးရှင်တယ်။ဆိုတော့အဲ့ဒီအချိန်မှာသူနဲ့ David Seba နဲ့ဖြစ်ခဲ့တဲ့ဒီ laptop ဆိုတဲ့ crisis အာ လက္ခဏာလေးတခုကိုကျွန်တော်သတ်တွေ့ရင်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အထိမ့်မှန်နေနဲ့ပြန်ယူပြီးတော့ကျွန်တော်ရဲ့ Facebook page နာမည်လေးမှာသုံးထားတယ်တည်ကြတယ်အနည်းဆုံးတော့ကျွန်တော်ဒီ Facebook page လေးရဲ့နာမည်ကိုတွေ့မယ်ပြီးရဲ့ profile ကဒီ community brand ရဲ့ man အပြင်နဲ့ let me tell လို့၄၅၀ကလောက်ပြောနေတဲ့ပုံလေးကိုမြင်မယ်ဆိုရင်ခင်ဗျားတို့ community brand ကိုအမြင်တရားအောင်မိသွားကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရယ် ြောကျွန်တော်နောက်ထပ်ဂရီပေးနိုင်တာတကူကချို့ရတော့တချို့တွေလည်းတီအောင်တီပါလိမ့်မယ်ကျွန်တော်မြန်မာစီတီဇင်ပေးရဲ့အရမ်းတူလည်းဖြစ်ပါတယ်အာဒီစီတီဇင်ပေးကိုကိုခိုင်ကျော်ညိုကိုဆမ်မင်းတို့ကစာပြီးတော့တီထောင်နေကြတယ်အရင်တော့အာနှစ်ဝန်းကျင်တော့အချာမှာကျွန်တော်လည်းရောက်သွားခဲ့ရပါတော့ကျွန်တော်ပေးရဲ့ရည်ရွယ်ချက်ကစီတီအတိုင်းဝိုင်းချားထဲမှာမတွေ့ရတဲ့မမြင်ရတဲ့ဒီ quality အပြည့်နဲ့ဆောင်းမရှိရင် အသင်ရဲ့အတွင်းနဲ့အကြောင်းအရာတွေကိုဖော်ထုတ်ပြီးတော့တင်ဆက်ပြသပေးဖို့ပဲဖြစ်တယ်။ဆိုတော့အဲ့ဒီအဆင်လားအဲ့ဒီဇီလိုက်လက္ခဏာကိုကျွန်တော်ဒီ lemmy dot page မှာလဲဆက်လက်ပြီးတော့ပုံစံတစ်မျိုးနဲ့တည်ဆောင်လာဖို့အတွက်စဉ်းစားထားတယ်။တခြားသော city အတိုင်းဝိုင်းလေးခြားထဲမှာမမြင်ရမတွေ့ရတဲ့ပုံစံလေးတွေနဲ့ citizen ရဲ့အားမှာကျွန်တော် lemmy dot page လေးကအာရှိနေလိမ့်မယ်လို့ကျွန်တော်ခရီးပေးခြင်းနဲ့ဆိုတော့ဒီပေးလေးကိုလည်း မြန်မာစီစဉ်ပစ်လေးရဲ့ကိုးပွားလေးတစ်ခုလိုပဲသဘောထားပြီးတော့ဟာအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကိမင်ဂျမန်မရှိတော့တဲ့ City ရဲ့အနာဂတ်အတွက်လည်းကျွန်တော်အားလုံးပြင်ဆင်ထားကြရအောင်ပေါ့ဗျာ collab